လာပါခင်ဗျာဒီမိုကရက်တစ်မြန်မာတန်ရုံမြင့်တန်ကြားအစီအစဉ်တွေကိုရှုစားနေကြတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက်ဂရ1384ခုနဲ့တော်တလင်းလာပြကျော်၄ရက်ခရစ်တက်ဂရ2012ခုနဲ့အော်တိုဘားလ၄ရက်ကြာတာပရင်းနေ့ညနေ၄နာရီအထိစူးစီးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ကြာသေးခင်ကမှကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်းပြောကြားပြီးတော့အမေရိကန်ပြည်ထောင်စုကပြန်လည်ရောက်ရှိလာခဲ့တယ်။နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာမကြာခင်မှာတောင်ကိုရီးယားသမ္မတနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်ဖြစ်သွားရောက်ဖို့ရှိနေတယ်လို့သမ္မတရုံးကသတင်းထုတ်ပြန်လာပါတယ်။ တောင်ကိုရီးယားသမ္မတမစ္စတာအီမြောင်ဘက်ရဲ့ဖိတ်ကြားချက်အရတရားဝင်အနေနဲ့သမ္မတကသူ့ရဲ့တက်တန်းအတွင်းမှာတောင်ကိုရီးယားနိုင်ငံကိုပထမအဆုံးအနေနဲ့ချစ်ကြည်ခီးစဉ်ဖြစ်တွားရောက်ဖို့ရှိနေရလဲဖြစ်ပါတယ်ဒီခီးစဉ်မှာတော့တောင်ကိုရီးယားသမ္မတအပါအဝင်တောင်ကိုရီးယားအစိုးရထိပ်ပန်းခေါင်းဆောင်နဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးတော့မြန်မာနိုင်ငံမှာယင်းနှိမ့်မြုံနံမှုပြုလုပ်မဲ့အကြောင်းအရာတွေကိုအဓိကဆွေးနွေးသဘောတူညီမှုတွေရယူဖို့ရှိနေတယ်လို့လည်းခံမှန်းမှုတွေရှိနေတာဖြစ်ပါတယ်ခင်ဗျာ နောက်မြောက်တိုင်းစစ်ထနာကျုံစတင်တိဆောက်စဉ်ကတင်းစီခံရတဲ့တဲ့မပါဝင်ခဲ့တဲ့မုံရွာခဝဲချင်းကျေးရွာနာကမြေယာတွေပြန်လည်နေထိုင်ခွင့်ပြုဖို့တမတာဦးသိန်းစိန်နဲ့ကာကွယ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့စီကိုအတနာဒေသခံတွေကအတနာခံတင်ပြလိုက်ကြပါတယ်ဒီကြောင့်ကိုဒီမိုကရက်တစ်မြန်မာတန်တရင်တော်ဒေါခင်ယူပါကသတင်းပေးပို့ထားပါခင်ဗျာစကိုင်းနိုင်မုံရွာမြို့နယ်ခဝဲချင်းရွာမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိဆောက်ဖို့1990ဝန်းကျင်လောက်ကလေယာဉ်မြေတွေကိုတင်စီခဲ့ရမှာမပါဝင်ခဲ့တဲ့ကန်တာယာခွတ်သိမြေပေါ်ကိုပြန်လည်နေထိုင်ဖို့ရွာသားတွေကဝန်းထင်ရန်ခတ်တာကိုကိုတစ်ကိုထောက်ပံ့ရေးတပ်ကတားဆီးခဲ့တာပါခွဲရွာသားတွေကိုနေထိုင်ခွင့်မပြုတဲ့မြေနေရာတွေမှာစစ်တပ်ကလူတချို့အိမ်ဆောက်လုပ်နေထိုင်နေကြပါတယ်ကန်တာယာခွတ်သိမှာတင်မာနေထိုင်ခွင့်ရှိပါတယ်အခုလဲတင်မာတို့မှာလက်ရှိဒီနေရာဌာနကိုပြန်မိနေခြင်းပါတယ် ရေရဲ့ကျမတို့ရဲ့နောက်ကျောမှလည်းစစ်တပ်ကပြင်စင်စားတွေနေထိုင်လျက်ရှိပါတယ်။ကျမတို့ရဲ့ကိုဝင်းကိုအခုချိန်ထိနေထိုင်ခွင့်မပေးပါဘူး။ကျမတို့ကပြန်ပြီးနေချင်းပါတယ်။အတနာခံတောင်းပါတယ်။နေထိုင်ခွင့်မရတဲ့အိမ်အောင်စုကိုဦးဟာတိုင်းဝင်ကြီးချုပ်ကိုတင်ပြခဲ့ရမှာတက်နီးဝင်းချင်းမှာလုံခြုံရေးတဲ့အင်အားတွေတိစောက်ပြီးနေထိုင်ခွင့်မပြုတာလို့စကိုင်းတိုင်းဝင်ကြီးချုပ်ဦးသားအေးကခွဲရတာတွေကိုခေါ်ယူပြောဆိုတောင်းနေခဲ့ပါတယ်။ ဒါပေမဲ့အဲ့တက်နဲ့ပုံနည်းတဲ့ကန်ကြီးကျွော်ရမှာတော့လူနေတိုက်တာတွေဘီယာဆိုင်စားတောက်ဆန်နေတဲ့ဈေးတွေလည်းတိဆောက်ပြီးလူတွေနေထိုင်ခွင့်ပြုထားပြီးတက်နဲ့ပိုဝေးတဲ့ကန်သာယာကွက်တက်မှာခဝဲရသားတွေနေထိုင်ခွင့်မရတာကိုမချေမနှက်ဖြစ်နေကြတာပါ။ တတ်မတော်ဆိုတာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ပေးဖို့ဖွဲ့စည်းထားတဲ့တတ်မတော်ဖြစ်ပါလေရှင်အခုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကကိုနှစ်ကိုတတ်မှတာဝန်ရှိသူများတတ်အာဏာနဲ့တမားတို့ရဲ့ကိုဝင်းရဲ့ဝင်းမြင့်နေရာကိုတင်းယူကြိုးစားနေပါတယ်ရှင်။တမားတို့တွေကတင်းယူသွားမှကိုများစွာကြောက်ရွံ့နေပါတယ်ရှင်။ဒါကြောင့်မို့ကျွန်မဒီကိစ္စမှာနိုင်ငံတော်တမားသားကြီးဦးသိန်းစိန်နဲ့ကာကွယ်ရေးဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုဒီနေရာကနေအတနာခံပြီးတော့တမားတို့ရဲ့မြေနေရာကိုတမားတို့ကိုပဲနေထိုင်ခွင့်ပြုဖို့အတနာခံတင်ပြအပ်ပါတယ်ရှင်။ ဒါကြောင့်ကန္တရာကွက်တစ်မြေပေါ်မှာနေထိုင်ခွင့်ရဖို့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့စီကိုခဝဲရသားတွေကပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကအတနာခန်းစာတင်လိုက်ကြတာဖြစ်ပါတယ်။ကျွန်မခင်ယူပါပါရှင်။စက်ခွန်လေးရကြအမေရိကန်ပြည်ထောင်စုကိုအလက်ဘက်ခီးတွားရောက်ခဲ့တဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ကဒီကနေ့အော်တိုဘာလ4ရက်နေ့ညအုပ်ပိုင်းမှာတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိတော့မှာဖြစ်ပါတယ်။ တောင်ဆန်းစုကြည်ရဲ့အပြန်ခေးစဉ်ကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပါတီဝင်တွေနဲ့အတူသူ့ကိုထောက်ခံအားပေးတဲ့ပြည်သူတွေကမင်္ဂလာတောင်လေးစိတ်မှာကြိုဆိုဆောင်ဆိုင်ကြိုဆိုကြမယ်အစီအစဉ်တွေလည်းရှိနေတာဖြစ်ပါတယ်ဒီခေးစဉ်နဲ့ပတ်သက်ပြီးတောင်ဆန်းစုကြည်ဟာအော်တိုဘလာ၈ရက်နေ့တနင်္လာနေ့မှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီဌာနချုပ်မှာတင်းစားရှင်းလင်းပွဲပြုလုပ်ဖို့လည်းရှိနေတာဖြစ်ပါတယ်ခင်ဗျာ ရှမ်းပြည်နယ်တောင်ကြီးမြို့ကစောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာညှင်းစင်ပြိုကျပြီးတော့ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့အလို့သမားတွေကပြောပါတယ်။ဒီကြောင့်ကိုဒီမိုကရက်တစ်မြန်မာတန်ရဲ့သတင်းတော်ဦးမောင်တူးရဲ့သတင်းပေးပို့ကြမှာတွေ့မြင်ကြရမှာပါခင်ဗျာ။ဟုတ်ကဲ့ပါ။ရှမ်းပြည်နယ်တောင်ကြီးမြို့ပြည်တော်သားရဲကြန့်ခန့်ရေးလမ်းကစောက်လက်စ6ထပ်အဆောက်အုံကနေအော်တိုဘာလ3ရက်နေ့မွန်းလွယ်3နာရီမှာညှင်းစင်ပြိုကျခဲ့တာပါ။ တီးတော့ပြောမှာဆိုတော့ကျွန်တော်ကဒီတလီဖုန်းတိုင်တိုင်းတော့ဖြစ်တာလေဟုတ်ဖြစ်တာဆိုတော့ဖြစ်ရဆိုပြီးတော့ကျွန်တော်လည်းမအောင်စင်ကြည့်တော့တီးတဲ့လူကတိတ်ပေါ့လေအပွားညမ်းပေါ်ကလူကတော့ဒင်းကတော့ရှင်ပြလားအဲ့လူကတော့ပြန်ပြရတယ်အောက်ကနေပြီးတော့တလီတွေဟိုကဘီလက်မီထုတ်ပေးတဲ့လူကတော့ဟိုကတော့ ကျောင်းလာတော့ကျွန်တော်မျက်နှာကတေးရတယ်။အဲရတယ်ပြောတာငါတော့ကြာတယ်။ဘာကြောင့်ဒီလိုဖြစ်တယ်လို့ထင်လဲမသိဘူး။ဘာကြောင့်ဖြစ်အောင်ဒီစိတ်မခံလို့ပေါ့။တော့ဘာတော့ညာညာလည်းမခံဘူး။ညာကောင်းအောင်မလုပ်လို့။ခုနိမ့်မယ်ဘယ်လိုခေါ်လဲ။ကျွန်တော်လည်းမောင်းဆက်လို့ပါပဲ။အလုတ်သမားတွေတည်ဆုံပြီးဒဏ်ရာရသူတွေကိုဆက်ဆံထုံးစေယုံကြီးမှာရေးပေါ်တင်ထားရတယ်ဆိုပေမဲ့ဒေသခံအာနာပိုင်တွေရဲ့အတီးပြုတ်ချက်တော့မရခဲ့ပါဘူး။ ။ဒါကြောင့်လဲတောင်ကြီးမြို့နယ်တောင်ဝင်းရှိသူတွေရဲ့အတီးပြုတ်ချက်ရဖို့ကြိုးစားနေသေးဖြစ်ပါတယ်။အလို့သမားတွေဘက်ကတော့အခုလိုပြိုကျမှုဟာဒေတာတွင်မှာပထမဆုံးကြိမ်ဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။ တည်ရဲ့လူတွေကဂိမာနေရဂိမာနေရအဲ့ဒါကျွန်တော်မသိရဘူးဗျာဘုရားကဒီမှာအမြဲလုပ်တဲ့လူမဟုတ်ဘူးသူတည်တဲ့လူရဒီနေ့မှာသူစလေတော့မဟုတ်ဘူးခေါင်းငါးခေါ်လိုက်တာဟုတ်တယ်ဗျာဟုတ်ကဲ့ဒီသမီးအားပါဟိုခါတိုင်းရောအဲ့လိုဖြစ်တာရှိကောင်းလေကျွန်တော်တော့မကြုံဘူးဒီမှာတော့ကျွန်တော်ပဲကြုံကျွန်တော်လည်းဒါပဲပထမဆုံးတော့ဘူးဉာဏ်နေအောင်ဒါအပြင်တည်ဆုံးသူ9ယောက်လောက်ရှိနေပြီးတည်သူတွေထဲမှာအမျိုးသမီးတွေများတယ်လို့လည်းပြောဆိုနေကြသလို့ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ပြောနေကြပေမဲ့ဒီကြားအတီးပြုတ်ချက်ရဖို့ထပ်မံစူးစမ်းနေစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ရန်ကုန်တိုင်းတင်ငန်းကျွန်းမြို့နယ်ထဲမှာအော်တိုဘားလ3ရက်နေ့ညဦးပိုင်းကမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ည9နာရီအချိန်လောက်မှာစတဲ့မီးလောင်ကျွမ်းခဲ့ပြီးတော့နိုင်ခွတ်နှီးပါးကြမှာမီးငိမ့်တက်နိုင်ခဲ့တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်မီးလောင်ကျွမ်းမှုဟာလေထိုးကျွတ်ဖာဆိုင်နဲ့ဓာတ်ဆီတွဲဖက်ရောင်းချတဲ့ဆိုင်ကနေပြီးတော့စတဲ့လောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့တူလောင်ထားတဲ့ဓာတ်ဆီပုံးတွေပောက်ကွဲတာကြောင့်မီးအရှိန်ကြီးခဲ့တယ်လို့လည်းမျက်မြင်တွေကပြောပြကြပါတယ်ခင်ဗျာ ရော်ရီတိုင်းဒေသကြီးဟင်္ဒရာမျိုးကစိုင်းကယ်လိုင်စင်လုတ်ပေးတဲ့နေရာမှာဝန်ထမ်းတွေနဲ့ပွဲစားတွေကြောင့်တာမန်ပြည်သူတွေအခက်အခဲတွေတွေ့ကြုံနေကြပါတယ်ဒီကြောင့်ကိုဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါခင်ဗျာဟင်္ဒရာမျိုးတာလီရက်ကွဲကြောက်တော်ကြီးဖျားဝင်းထဲမှာလိုင်စင်မဲ့မော်တော်စိုင်းကယ်တွေကိုလိုင်စင်ပြုလုပ်ပေးနေတာပါအဲဒီလိုလိုင်စင်လုတ်ပေးနေတဲ့နေရာမှာပွဲစားရည်နဲ့လုတ်ရင်အလုံးအပြည့်စီနှစ်ရက်နဲ့ရနိုင်ပြီးနေဘက်ကနေတက်လာပြီး ကိုဘာသာလုတ်တဲ့လူတွေကတော့၅ရက်ကြာရက်ထိမပြီးသေးတဲ့အကြောင်းကိုယ်တိုင် တွေ့ကြုံရသူတွေကပြောပါတယ်။ဘုံတော်ကြီးကခဲချစ်တဲ့ဟာကအဲ့ဒီမှာဘုံကြာတာပေးဆက်လာတယ်ဒါတော့ဘယ်တော့မှမကြဘူး။စနေနေ့ဆက်လာတယ်အခုစနေနေ့ကိုဆက်လာရတာပေါ့။စနေနေ့နေ့မနေ့ကလည်းကြာကြာကျွန်တော်ပလန်တွေပြောက်သွားအောင်စနေနေ့မှပေါ်တယ်။ကြာလက်ပြောက်သွားပြီအခုလည်းကြာကြာအဲ့ဘန်ကနေပြီးတော့ဒီအတောက်ခေါက်လေဒီကိုရောက်မလာသေးတယ်။မနေ့မနေ့ဖက်တယ်။အခုချိန်လေးမနေ့9နာရီခွဲ10နာရီလောက်ပေါ်တာပေါ့နော်ကျွန်တော်နေမယ်။တိုင်ကယ်လိုက်စင်လုတ်တဲ့အခါ ခဲချိဘန်ငွေသိမ်းပြီးတုံကင်နံပါတ်တင်ကလိုင်စင်နံပါတ်ထွက်တဲ့အထိကိုတိုင်ကိုကြလုတ်တဲ့တွေတဲ့ဝန်ထမ်းနဲ့ပေါင်းထားတဲ့ပွဲစားနဲ့လုပ်သူတွေကိုအလှည့်ကျော်လုပ်ပေးနေတဲ့အတွက်စောင့်ဆိုင်နေရသူတွေကမကြင်မနဲ့ဖြစ်နေကြပါဗျ။ပွဲစားကကဆိုင်ကယ်တစ်စီးကိုကျပ်9000ပေါင်နေရကအခုနောက်ပိုင်းတစ်စီးကို2000ခွဲထိပေါင်နေတယ်လို့နေခတ်တက်လာသူတွေကပြောပါဗျ။ခဲကြည့်ကြရဒေါ်စုံးမြင့်ဆိုတဲ့ ကျွမ်းကျင်လက်မှုကျွမ်းကျင်သင်္ဃာကြီးရနေတာဒါဒီဆိုပြီးပြင်မှာ9000လောက်ကိုကျင့်နေတယ်နော်အဲ့တော့ဒီတရားကိုစိုက်ကဝင်နေတယ်ဒီသေချစ်တရားအောက်စိတ်ဝင်ပြီးတော့တကယ်လို့တဲ့ဒီဒီမျက်နှာနေလို့ဒီအကြောင်းပြောတာပါပါခင်ဗျာဘာမှမပါဘောဘက်ကမှန်လားမှန်ပါရဲ့အဲ့ကျွမ်းကျင်တဲ့ကလုံးမျိုးစိုးလူကြီးကဘောဘက်ကဟုတ်လားဟုတ်ကဲ့ပါအဲ့ကျွမ်းကျင်တဲ့ဒီမှာခေါင်းကျင်တာဟုတ်လားဟုတ်ကဲ့ပါ ဒါအပြင်ထိုင်ခင်နံပါတ်တွေထုတ်ပေးရမှာ29ရပ်ပလက်မထွက်သေးခင်30ရပ်ပလက်ထုတ်ယူသွားတာမျိုးတွေရှိတာကြောင့်လိုင်စင်ထုတ်ပေးနေတဲ့ကြောက်တော်ကြီးဖရားဝင်အတွင်းမှာအလှည့်အကျော်ခံရသူတွေစုဝေးပြီးမကျေနပ်မှုတွေတောင်းဆိုခဲ့ကြပါတယ်။အိန္ဒိယကိုမြို့နယ်အုပ်ချုပ်ရေးမှူးစာရဖသတင်းတက်ဖွဲ့မိသက်တက်ဖွဲ့တွေအကုန်ရောက်လာပြီးအချိန်မီထိမ့်သိမ်းခဲ့တဲ့အတွက်လူစုကွဲသွားပါတယ်။ အခုလိုခက်ခဲတွေကိုနိုင်တင်လုပ်ပေးနေတဲ့မြို့တိုင်းဒီပါဖြစ်ပွားနေတာကိုတွေ့ရှိနေရပါတယ်။ကျမခင်မင်းဆိုပါရှင်။ကျူးကျော်နေအိမ်ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာဥပဒေတရပြင်ဆင်ပြဋ္ဌာန်းနိုင်တာမျိုးမရှိသေးဘူးလို့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုလည်းဒေါက်တာညိုညိုတင်းကပြောပါရယ်။ ဒီလိုဥပဒေတရားပြဋ္ဌာန်းနိုင်မှုအဆိုကိုရန်ကုန်တိုင်းဒေသကြီးဒေါ်ဘုံမဲဆန္ဒနယ်မြေအမှတ်တကကိုယ်စားလှယ်ဦးတောင်းစင်ကတင်သွင်းခဲ့တာပါဒီအဆိုကိုလွှတ်တော်ကိုယ်စားလှယ်၃ဦးကထောက်ခံဆွေးနွေးခဲ့ပေမဲ့တိုင်းဒေသကြီးစီ မြို့တော်စီပင်ဝင်ကြီးဦးလာမြင့်က1898ခုနှစ်ကတည်းကပြဋ္ဌာန်းပြီးဥပဒေတွေရှိတာကြောင့်ထပ်မံပြဋ္ဌာန်းဖို့မလိုအပ်ဘူးဆိုပြီးတော့ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ဒီဘက်ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကတော့ချက်ချင်းအဆုံးဖြတ်မပေးနိုင်သေးဘဲနဲ့ဥပဒေပြည့်ရေးကော်မတီနဲ့ပြန်လည်စီစဉ်အောင်မယ်လို့ပြောဆိုထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။ အေယာဝရီကိုကယ်တင်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်လှုပ်ရှားမှုဆွေးနွေးပွဲတစ်ခုကိုရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီကြောင့်ကိုဒီမိုကရက်တစ်မြန်မာအသံရဲ့သတင်းတောက်ခွန်ဘတ်တာရဲ့သတင်းပေးပို့ချက်မှာရှုစားနိုင်ကြပါပါခင်ဗျာအေယာဝတီတစ်နှစ်ပြည့်အထိမ်းအမှတ်ဆွေးနွေးပွဲကိုရန်ကုန်မြို့တော်ဝင်နေစီခမ်းမမှာအောက်တိုဘာလ3ရက်နေ့ကကျင်းပခဲ့တာဖြစ်ပါတယ် safety နဲ့တဘာဝပဝန်းကျင်ထင်ထင်ရေကွန်ရဲ့အဖွဲ့ကဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်မိုးလေဝသပညာရှင်ဒေါက်တာဦးထွန်းလွင် တဘာဝပဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဦးဝင်းမျိုးသူစာရေးဆရာမောင်စိန်ဝင်းပတိကုံးနဲ့88မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ကိုပြုံးချိုတို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြပါဗျာ။မဆန်ညောင်းလေးကတည်ရတည်ရမဆန်ညောင်းလေးကတည်ရတည်ရဘာနဲ့မှမလဲနိုင်ဘူးဆိုတဲ့အတွေးအခေါ်မျိုးကလေးဘဝမှာကျွန်တော်ကျွန်တော်သားနဲ့တက်ပေးလို့ရှိတယ်လူကြီးဖြစ်လာတဲ့အခါမှာမြင့်တေရောက်စားဖို့ တောင်းနေကြောင်းစားဖို့ဘယ်သူမှစဉ်းစားမဟုတ်တော့ဘူး။လက်ရှိအစိုးရကခဏတာရဆိုင်ထားတဲ့ဧရာဝတီမြေဆုံစီမံကိန်းကို လူထုတွေစီစီလုံးလုံးအမြဲရှိဖို့လိုတယ်လို့ဆွေးနွေးပွဲမှာတက်ရောက်လာသူတွေကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။ပွဲမပီသေးဘူး။ဟုတ်တယ်နော်။ပွဲမပီသေးဘူး။တမလာကြီးကခဏဆိုင်ထားတာပဲရှိတယ်။အဲ့တော့ကျွန်တော်တို့ညီညွတ်တဲ့အောင်ပွဲနေနေတော့ကျွန်တော်တို့ကျင်းပကြတယ်။တချင်းကြီးဆိုကြတယ်။တတော်လည်းပဲ မဆုံးသေးတဲ့ဘွယ်ဒီမပြီးသေးတဲ့မြစ်ဆုံဘွယ်မှာကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြရမလဲဆိုတော့စဉ်းစားတော့လို့ရတယ်။အဲ့ဒီမှာအရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်တို့အပြည်သူတွေဆက်ပြီးတော့ညီညွတ်ဖို့ပဲလိုတယ်ဆိုတာလေးကိုကျွန်တော်ခလောင်ပြောရင်ကျွန်တော်ဒီစကားကိုဖတ်ပြရအောင်ရစုံစီမံကိန်းကြောင်းတဘာဝပဝန်းကျင်ထိခိုက်မှုတွေရှိလာမှနဲ့ပတ်သက်ပြီးအလွာအသီးသီးကဝိုင်းဝန်းကန့်ကွက်တာကြောင့် တမ္ဒဥသိန်းစင်ကအက်ဒီစီမန်ကိန်းကိုလက်ရှိအစိုးရတည်တံအတွင်းရပ်ဆိုင်ထားမယ်လို့ပြောဆိုခဲ့ပါတယ်။ပြည်သူတွေကတော့အက်ဒီစီမန်ကိန်းထာဝရရပ်ဆိုင်ဖို့လိုလာနေပြီး အခုလိုလှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။လာမယ့်အော်တိုဘားလ73ရက်နေ့မှာကြာရောက်မဲ့62ကျင်းပြောင်းမြမရုပ်ရှင်နေအခမ်းအနားကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာကျင်းပပြုလုပ်မှာဖြစ်ပြီးတော့တက်ကြီးရုပ်ရှင်ပညာရှင်တွေကိုပူဇော်ကြောမဲ့အခမ်းအနားတွေကိုကျင်းပဖို့ရှိနေတယ်လို့ အစီယုံဥက္ကဋ္ဌဦးဇေဝိုင်းကပြောကြားပါဗျာ။ဒါပြင်အမှုပညာရှင်တွေကပြဇက်ကပြဖြိုပြမဲ့အစီအစဉ်တွေနဲ့အတူမြန်ကန်တိုင်းအတန်တိတ်ရုပ်ရှင်ဇာတ်ကားကိုအခမဲ့ပြသမဲ့အစီအစဉ်တွေလည်းရှိနေရပါဗျာ။ညပိုင်းမှာတော့စီရိုနာဟော်တယ်မှာရုပ်ရှင်လောကကထူးချွန်တဲ့ပညာရှင်တွေကိုကွန်ပျူတာအခမ်းအနားတစ်ခုကိုလည်းကျင်းပဖို့ရှိနေရဖြစ်ပါတယ်။မြမရုပ်ရှင်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း62နှစ်ကမြမရုပ်ရှင်ဒါရိုက်တာဦးတုတ်ကြီးပထမဆုံးရိုက်ကူးခဲ့တဲ့မြစ်တာနဲ့ သူရာရုပ်ရှင်ဇာတ်ကားစတင်ယုံတင်ပြသခဲ့တဲ့1920အောက်တိုဘာလ13ရက်နေ့ကိုအစွဲပြုသတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာကတာလေကြောင်းလိုက်ရဲ့မြမပြီခီးစဉ်ပြန်လည်ပြေဆွဲခြင်းအခမ်းအနားကိုရန်ကုန် ပြည်ပဆိုင်ရာလေးစိတ်မှာဒီကနေ့အော်တိုဘာလ၄ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။လင်းနေကြဆိုင်းငံ့ထားပြီဖြစ်တဲ့ဒုတိယအကြိမ်မြောက်ပြေးဆွဲတဲ့ဒီရန်ကုန်ဒိုဟာတိုက်ရိုက်ခီးစဉ်ဟာကတာလေကြောင်းလိုက်ရဲ့အာဆီယံနိုင်ငံတွေထဲမှာဆယ်ခုမြောက်ပြေးဆွဲတဲ့ခီးစဉ်လည်းဖြစ်ပါတယ်။ကတာလေကြောင်းလိုက်အနေနဲ့တပတ်ကို၃ချိန်ပြေးဆွဲမှာဖြစ်ပြီးတော့ဒိုဟာရန်ကုန်ခီးစဉ်ကိုတော့အပတ်စဉ်ပို့တော်ဦးဂျာတာပရင်းနဲ့တနင်္ဂနွေနေ့တွေကိုတက်မှတ်ထားတာလည်းဖြစ်ပါတယ်။ရန်ကုန်ဒိုဟာခီးစဉ်ကိုအပတ်စဉ်တနင်္လာဂျာတာပရင်းနဲ့တောက်ကြနေ့တွေမှာပြေးဆွဲမှာလည်းဖြစ်ပါတယ်။လေကြောင်းလိုက် သက်ရဲ့ဒီသတင်းစာရှင်းလင်းပွဲကိုဒီကနလန်ဟိုတယ်မှာအော်တိုဘားလ9ရက်နေ့မနက်မှာပြုလုပ်မှာလည်းဖြစ်ပါတယ်ခင်ဗျာ။